ဘုရားဥကြောင်းငင်းဖြစ်ပါတယ်မြောက်ဥက္ကလာပသူမျိုးကနိဗ္ဗာန်နဲ့ဟိုဆိုင်ပါတယ်ဖေဘေးကွင်းကတော့ယုံနာနဲ့နိဗ္ဗာန်တို့ဆက်ဆက်နေမှုနဲ့နိဗ္ဗာန်ပရမတ္တနိဗ္ဗာန်သည်တကယ်တည်ရှိနေပုံတို့ကိုဖေရတပည့်တော်ဤအကျိုးလွတ်ငါရှင်လင်းဟောကြားပြတော်မူပါအရှင်ဖေရ ိရှင်သောပေကောအနိတ္တပေကောပါအဘိဓမ္မာရှိရှင်လာလဲဆိုတော့ဘုရားလေးလို့ပေါ့အဲ့တော့မေးတဲ့ပုဂ္ဂိုလ်ကရပြီလို့ဆိုရင်လည်းမေးเสียမလို့တော့မေးเสียမလို့တဲ့ဖြေမယ်ဆိုလို့ရှိရင်လည်းတိတိကျကျအဖြေပေးဖို့မရတဲ့လူချင်းမရတဲ့လူကမေးပြီမရတဲ့လူကဖြေမယ်ဆိုလို့ရှိရင်အတွေးတွေကြီးပါပဲအားလုံး ဒါကြောင့်မို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ရေးသမျှစာတွေဟာဗမာပြည်မှာအမျိုးမျိုးရေးခဲ့ကြတယ်။ရှေးဆရာတော်ကြီးတွေလည်းနိဗ္ဗာန်အကြောင်းရေးခဲ့တာရှိတယ်။ဓဝရသာသနာပိုင်ဆရာတော်ဥဖုဆရာတော်ဘုရားကြီးကလည်းဒီနိဗ္ဗာန်နဲ့ပတ်သက်ပြီးတုတ်ကမန္တလစာတန်းဆိုပြီးတော့ရေးထားတာစာအုပ်ပါးပါးလေးတစ်ခုရှိတယ်။နောက်ရွှေချင်းခိုင်းကြီးကိုတည်ထောင်သွားတဲ့ရွှေချင်းဆရာတော်ကြီးကလည်း ခံပီရာခံပီရာမဟာနိဗ္ဗုဒ္ဓဓိပနီဆိုပြီးတော့သူ့ရဲ့အမြင်တွေကိုရေးသွားတဲ့နိဗ္ဗာန်အကြောင်းနောက်တစ်ခါမျိုးပြင်းကြီးဆရာတော်ကလည်းပဲကျမ်းဂန်တွေတဲကဟာတွေထုတ်ပြီးတော့နိဗ္ဗာန်အကြောင်းကိုရေးသွားတယ်တော်တော်များများနိဗ္ဗာန်အကြောင်းတွေရေးကြတယ်မဟာစီဆရာတော်ကြီးလည်းနိဗ္ဗာန်ပရိသန်ယုတ်တကထာဆိုနိဗ္ဗာန်ဆိုင်ရာတရားတော်ကြီးများဆိုပြီးတော့တရားတော်ကြီးဆိုပြီးဟောတော်တာရှိတယ်နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်ပြီးရေးကြတယ် ရှိတယ်ပေါ့နော်အဲ့ဒါပဲအာရုံနဲ့ကြောက်ရမှလည်းဒီကရမပြောလို့နော်သင်္ကသာဆရာကြီးပြောတဲ့နေ့မှာမင်းတို့တော့သင်္ကသာဆရာဘုံမေရှာကအရှင်းတယ်အဲ့တော့မဖြစ်ချင်းဆုံးမေးကုန်ဖြေရပါရှင့်ဒါဆိုတာ သတိဝေဒာညာနေတာသစ္စိကာတာမုစုမေယာမာနာမာနာပူဇံဆိုတဲ့ဒီစကလုံးလေးတွေရှိတယ်ဒီနိဗ္ဗာန်ကိုမဲ့လေးပါးနဲ့မဲ့ညာနဲ့မှမျက်မှောက်ပြုနိုင်တယ်လို့ဆိုတော့မဲ့ညာမရတဲ့ပုဂ္ဂိုလ်ကနိဗ္ဗာန်ပြောရင်အမှန်ပြောပဲဖြစ်မှာပေါ့နော် အမှန်တရားပဲဖြစ်တဲ့ဆိုတာကြတော့အနုမနာတွေကြီးပဲအကုန်လုံးတွေးကြည့်တဲ့အကြည့်တွေကြီးပဲဖြစ်မယ်အဲ့တော့နိဗ္ဗာန်နဲ့ဟုတ်ချင်မှဟုတ်သေသေးချာချာမှတ်လို့မရနိုင်ဘူးမေကဖလာနာမာရမဏဗုဒ္ဓံတကယ်ဧကံတိတိကြကြနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့စိတ်ဟာမစိတ်ဖို့စိတ်ပဲရှိတယ်ဒါကြောင့်မလို့အခုဒီမှာမေးထားတဲ့မေကွန်းထဲမှာဟိုစာထဲမှာသူပြောထားတာတွေက ရှိသေးတယ်။နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်၍ဆိုပြီးတော့မေခွန်းရှင်ကရှေ့ပိုင်းမှာရေးထားတာလေးတွေကိုအားလုံးသိအောင်ဖတ်ပြမယ်ဆိုရင်ယုံဉာဏ်ဖြစ်ပျက်ကို မြင်ပါများ၍ယုံဉာဏ်ကိုညှင်းငွေပါများလင်ဖြစ်ပျက်၏အဆုံးကိုမြင်ရလေသည် ဖြစ်ပျက်ဆုံးသွားခြင်းသည်ပင်လင်ပရမတ္ထနိဗ္ဗာန်ဖြစ်သည်ဖြစ်ချင်းပျက်ချင်းဆုံးသွားတာဟာ ရက်သွားတာဆိုလို့ရှိရင်တော့အဖြစ်ပြည့်ရဲ့ရက်ချင်းကိုနိဗ္ဗာန်လို့ဒီနေရာမှာဆိုထားပြန်ပြီเนาะဒါလည်းအတွေးပဲဖြစ်မှာဘာဖြစ်လို့လဲဆိုအဖြစ်ပြည့်ကသူရက်ချင်းရက်မှာပဲလေချိန်တန်ရင်ဖြစ်ချင်းပြည့်ချင်းဆိုရက်သွားမှာပဲပေါ့နိဗ္ဗာန်ကိုတလန်လောက်ရှိတော့ခန္ဓာကိုယ်အတွင်းမှာပြတ်ထန်းသည်ဟုမြတ်စွာဘုရားဟောကြားခဲ့သည်ဒါကရောဟိတတ္တတုတ်မှာမြတ်စွာဘုရားက ဒီတလံမြရှိသောအသိစိတ်ရှိသောစိတ်ရှိသောခန္ဓာကိုယ်ထဲမှာပဲလောကကိုလည်းငါဖျားသတ်မှတ်တယ်လောကသမှုရယကိုလည်းငါဖျားသတ်မှတ်တယ်လောကនិရောဓကိုလည်းငါဖျားသတ်မှတ်တယ်လောကនិရောဓဂါမိနိပฏิပဒာမျိုးလည်းငါဖျားသတ်မှတ်တယ်လို့နိဗ္ဗာန်ဆိုတဲ့စကားလုံးတော့မသုံးဘူးသို့တော့လောကនិရောဓဆိုတာကိုနိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့ဆိုပြီးပြောတဲ့စကား အဲ့ဒါဆက်ဆက်မှုတွေကိုအကြောင်းပြပြီးတော့ဒီနိဗ္ဗာန်ကို ဖော်ပြတဲ့ရောဟိတတတုတ်လောကရဲ့အဆုံးလောကနိရောဓဒီခန္ဓာကိုယ်နဲ့ဆက်ဆက်နေတယ်ဆိုတဲ့အတိတ်ပဲကိုပြောတာဒါနဲ့ပတ်သက်ပြီးတော့ခွန်ကြီးတို့တိရိလင်္ကာမှာတိရိလင်္ကာသူတိရိလင်္ကာသားတွေကိုတရားတော်ဟောဘူးတယ်နိဗ္ဗာန်ဟာဘယ်မှာလဲလို့ မေကောထောက်တော့နိဗ္ဗာန်ရဲ့ location ကိုပြမယ်ဆိုရင်ဘယ်မှာရှိလဲလို့ဆိုတော့နိဗ္ဗာန်ဟာခန္ဓာကိုယ်မှာပဲရှိတယ်လို့ဒီရောဟိတတတုတ်ရဆိုလို့ရှိရင်သစ္စာ၄ပါးလုံးဟာခန္ဓာကိုယ်မှာပဲတွေ့နိုင်တယ်လို့အဲ့ဒါလို့ပြောတဲ့အခါကျတော့တရားနာပရိသတ်တွေကလက်ထောက်ကမ္မထမ်းဆရာမ သူကကန့်ွက်တယ်။ဘုန်းကြီးဟောတဲ့တရားကိုလည်းလက်မခံဘူး။နိဗ္ဗာန်ဟာမိမိကိုယ်မှာပဲရှိတယ်၊ခန္ဓာမှာပဲရှိတယ်လို့ခန္ဓာဆိုတာအဲတို့ရဲ့တဏ္ဍမှာပဲရှိတယ်လို့ဆိုတဲ့စကားကိုသူလက်မခံ။အဲ့တော့လက်မခံတော့ဘုန်းကြီးကဒါဘုန်းကြီးပြောတဲ့စကားမဟုတ်ဘူး။ရောဟိတတတုတ်မှာမြတ်စွာဘုရားဒီလိုပဲတလံမြရှိတော့အတိစိတ်ရှိတဲ့ဒီခန္ဓာကိုယ်မှာပဲ ဒီလေးမျိုးကရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာအဲ့ဒါကြောင့်ပြောတာလို့ဆိုတော့သူကဘာအကြောင်းပြတော့ဆိုရင်အဘိဓမ္မာမှာနိဗ္ဗာန်ကို အစ္ဆတဓမ္မာဗဟိတဓမ္မာထဲမှာဗဟိတလို့ဟောပါတယ်တဲ့အေးအဲ့ဒါကတခြား aspect နဲ့ပြောတာဗဟိတဆိုတာဟုတ်တယ်ကောင်းပြီခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးငါပြောပြမယ်လို့ရှင်းပြဖျားအလောင်းတော်ဟာ နိဗ္ဗာန်ကိုနှစ်ခါမျက်မှောက်ပြုတယ်လို့ပြောဥပမာမဲ့မြတ်စွာဘုရားဟာမြတ်စွာဘုရားရဲ့အလောင်းတော်ဟာဒုက္ခရစရိယာကျင့်ပြီးတဲ့နောက်လမ်းမှန်ရောက်တော့ဗုဒ္ဓဂယာဘောဓိပင် အောက်မှာ တရားအမြင်ပေါက်တဲ့အချိန်ကဆုံလာပြီနေ့ညကဆုံလာပြီနေ့ည ပန်းကောင်ကျော်ပြီးနောက်တဲ့အာယုန်တက်တဲ့အချိန်လေးမှာအာယုန်တက်ခန့်ဒီအချိန်လေးမှာရတ္တမေညာရတ္တဖို့ညာအတဝဲခရပင်ရှင်ကိုရပြီးတော့ဘုရားဖြစ်သူရောက်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားမျက်မှောက်ပြုသွားတဲ့နိဗ္ဗာန်ဒီကိလေသာနိရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့စဉ်းစားကြည့်လို့ဒီကိလေသာဟာဘယ်မှာချုပ်ထားလဲ ဆိုတော့မြတ်စွာဘုရားတဏ္ဍမှာရှိတဲ့ကိလေသာချုပ်တာเนาะဘုရားတဏ္ဍမှာရှိတဲ့ကိလေသာချုပ်တာဒီပြင်တတ္တဝါတွေတဏ္ဍမှာရှိ